အားလုံးပဲမင်္ဂလာပါ GS Anti Knowledge Channel ရနေကြိုးစားရလဲကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတော့ KMZ2 လေးရာတူကြောင်ပဲဖြစ်ပါတယ်ပုံမှန် user တွေအနေနဲ့ကျွန်တော်ဒီ Google App တွေ mobile application တွေမှာ virtualization ပြုလုပ်ဖို့ပဲအဓိကထားပြီးတော့အသုံးပြုရတယ်ဒါပေမဲ့တခါတရံမှာကျွန်တော်တွေဒီဒီ Google App တွေ mobile application တွေမှာကျွန်တော် file တွေ point တွေ line တွေ polygon တွေဒါတွေကျွန်တော်တို့စောက်တာတွေကြုံရပါတယ်အဲ့တော့အဲ့ဒီစောက်ထားတဲ့ data တွေကိုကျွန်တော်တို့ adjust ပေါ်မှာပြောင်းလဲပြီးတော့ကျွန်တော်တို့အသုံးပြုဖို့ လိုဝဲလာတတ်ပါတယ်ဒီလိုမျိုးပြောင်းလဲလို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အမှန်ပါဆိုလို့ရှိရင် KMZ2 လေးရဲ့ dues လေးရှိပါတယ်ဒီ dues နဲ့ကျွန်တော်တို့ပြောင်းလဲအသုံးပြုနိုင်ပါတယ်ဘာကြောင့်တော့ KMZ ကနေလေးရကိုပြောင်းကျွန်တော်ပြောင်းလဲကိုလိုဝဲတာလဲပေါ့နော်နံပါတ်1ကတော့ data တွေကိုကျွန်တော်ပြန် ပြီးတော့အသုံးပြုခြင်းတော့နံပါတ်1ကတော့ JS ထဲမှာကျွန်တော် analyze တွေကျွန်တော်တို့ပြုလုပ်ခြင်းတော့ပေါ့နော်ဒီ Google App မှာတော့ကျွန်တော် analyze တွေမြန်မြန်ဆန်ဆန်ပြုလုပ်လို့မရဘူး visualization ပဲအဓိကထားပြီးတော့အသုံးပြုလို့ရတယ် အဲ့တော့အချက်မှာဆိုရင်တော့ကျွန်တော်တို့ buffer တွေ clip တွေဒီလိုမျိုးကျွန်တော်တို့ analysis တွေကျွန်တော်တို့အသုံးပြုဖို့အတွက်ဆိုလို့ရှိရင်လည်း data format တွေပြောင်းလဲဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ data edit လုပ်ဖို့ပေါ့နော်အဲ့ဒီ Google App မှာကျွန်တော်အသုံးပြုလိုက်တဲ့ data တွေ edit လုပ်ဖို့အတွက်က normal လောက်ပဲရတယ်ကျွန်တော် advanced editing လုပ်မယ်ဆိုလို့ရှိရင်ဒီ edge software ထဲမှာ edit လုပ်တာ ပို့ပြီးတော့မသိတော့ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ data integration ပေါ့ data တွေကျွန်တော်တို့ကပေါင်းစပ်ဖို့လိုအပ်ပါတယ်အဲ့တော့တစ်ခါတည်းရမှာ ဒီ JS software ကိုမသုံးတတ်တဲ့လူတွေဒီ Google တို့လည်းကောင်း mobile application တို့လည်းကောင်း Excel နဲ့တို့လည်းကောင်းပေါ့သူတို့ data တွေကိုအသုံးပြုတာတွေရှိတယ်အဲ့လိုမျိုးအသုံးပြုတဲ့ data တွေကိုကျွန်တော်တို့ adjust တဲ့မှာ integration လုပ်ဖို့လိုအပ်တဲ့အချိန်မှာလည်းအသုံးပြုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ connect system conversion ပေါ့ဒီ Google app ဒီအသုံးပြုတဲ့ connect system ဒီ WGS 9084 connect system ကိုအသုံးပြုခြင်းဖြစ်ပါတယ်ကျွန်တော်တို့က Google ကအသုံးပြုနေတဲ့ ဒီ Refugee 1984ကနေ PCF ပေါ့ရှေ့မှာကျွန်တော်ရှင်းပြခဲ့တဲ့ Project Coordinate System မြန်မာဒေတာ2000 46 47ဆိုပေါ့ဒီလိုမျိုး format တွေကိုကျွန်တော်တို့ပြောင်းလဲပြီးတော့အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်လည်း KM Zip 2 layer conversion တွေလိုအပ်ပါတယ်နောက်တစ်ခုကတော့ဒီ data တွေကိုပေါ့ long term plan တွေနဲ့ကျွန်တော်တို့က save ထားခြင်းနဲ့တင်ထားခြင်းနဲ့ကိုယ့်ရဲ့ project ထဲမှာကျွန်တော်တို့အမြဲတမ်းတင်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ KM Zip 2 layer dos ကိုအသုံးပြုရမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့စပြီးတော့ အသုံးပြုကြည့်ရအောင်ဘလို့ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာစောက်ထားတဲ့ဒီနေပြီးတော့ကရင်300ရဲ့ site plan လေးရှိတယ်ဒီ site plan ကို KM Z file ကျွန်တော်တို့ပြောင်းလဲပြီးတော့ထုတ်လိုက်မယ်ပေါ့ right click ထောက်မယ် save places ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီနိုင် name တိုင်းပဲပေါ့ဒီမှာပေးထားတဲ့ name တိုင်းပဲကျွန်တော်ပေးလိုက်မယ် save လုပ်လိုက်မယ်အဲဒါဆိုလို့ရှိရင်တော့ KM Z file အနေနဲ့ save ပြီးပြီဖြစ်ပါတယ်အမတ်ကိုကျွန်တော်ဆက်လက်ပြီးတော့ဖွင့်မယ်ပေါ့အမတ်ကိုဖွင့်လိုက်ပါပြီအဲအနေမှာ astro box ကိုကျွန်တော်တို့သွားမယ် astro box ထဲမှာ conversion tool ရှိတယ် conversion tool from KMM ဆိုတဲ့ tool ဆိုကျွန်တော်တို့အပေါင်းလေးကိုနှိပ်မယ်ပြီးရတဲ့ KMM tool layer ဆိုတာကိုတစ်ပတ်ကလေးလေးနှိပ်လိုက်ပါဒါဆိုရင်တော့ဒီမှာ KMM tool layer ဆိုတဲ့ tool ကျလာပြီပေါ့အဲ့ဒီထဲမှာဒီမှာ input KMM file ပေါ့ KMM file ကိုထည့်မယ် output location ထည့်မယ်ပြီးလို့ရှိရင် output name ပေါ့ကျွန်တော်တို့ပေးမယ်အဲ့ဒီမှာဒီ input kmm file ကိုကျွန်တော်နှိပ်မယ်။ဒီမှာကျွန်တော်တို့စေထားတဲ့နေပြီးတော့ grin 300 kmz file လေးကိုကျွန်တော်တို့ထည့်လိုက်မယ်။ open ကိုနှိပ်လိုက်မယ်။ပြီးတော့ output location ပေါ့ ်။ output location ဒီဒီမှာကျွန်တော် folder လေးတစ်ခုစောက်လိုက်ပါမယ်။ KML do l a y e r လေးရ။အဲ့တော့ KML do လေးရပြန်နဲ့ add ကိုနှိပ်မယ်။ output ကျွန်တော်တို့ data name ဒီသူ့ရဲ့ပေးထားတဲ့အတိုင်းပဲကျွန်တော်ထားလိုက်မယ်။ကျွန်တော်ဘာဘာမှမပြောင်းတော့ဘူး။ဒီရနဲ့ကျွန်တော်ဒီမှာ okay ကိုနှိပ်လိုက်ပါမယ်။အဲဒါဆိုလို့ရှင်တော့ဒီမှာကျွန်တော်တို့ successful ပြတယ်။ပြီးလို့ရှင်ကျွန်တော် KM ဇက်ကနေ layer အနေနဲ့အဲဒီ placement တွေကျွန်တော်တို့ရလာတယ်ပေါ့။အဲဒီထဲမှာဆိုလို့ရှင် ကျွန်တော်တို့စောက်ခဲ့တဲ့ဒီ data တွေမှာဆိုလို့ရှိရင် point တွေရှိတယ် line တွေရှိတယ် polygon တွေရှိတယ်ပေါ့အဲမှာဆိုလို့ရှိရင်သူက line မှာဆိုလို့ရှိရင်ကျွန်တော်တို့စောက်ခဲ့ရသည်ယထာလမ်းတွေရှိတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ railways တွေကျွန်တော်တို့စောက်ခဲ့တယ်ပြီးလို့ရှိရင် road တွေစောက်ခဲ့တယ်ပေါ့ကျွန်တော်တို့ road တွေစောက်ခဲ့တယ်အဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာ main road ပေါ့နော် main road တွေကျွန်တော်တို့စောက်ခဲ့တယ်အဲနောက်ဆုံးတစ်ခုကကျွန်တော်ဒီမှာ water waste တွေစောက်ခဲ့တယ်အဲ့တော့ဒီ line တွေအားလုံးကို သူကဒီ line ဆိုပြီးတော့ကြာ format တစ်ခုနဲ့ပြတယ် area တွေကိုလည်းကျွန်တော် area တစ်ခုနဲ့ပဲအနေနဲ့ပဲပြတယ်ပေါ့အဲ့တော့ဒါတွေကိုကျွန်တော်တို့ကသူ့ရဲ့ attribute တွေမှာကျွန်တော်တွားပြီးတော့ကြည့်ရအောင်အဲ့တော့သူ့ရဲ့ attribute open attribute တွေပဲကျွန်တော်ဖွင့်ကြည့်မယ်ဖွင့်ကြည့်ချိန်မှာအဲကျွန်တော်တို့ဒါပေးထားတဲ့နာမည်တွေအဲပြီးလို့ရှင် folder path တွေပေါ့ဒီမှာ folder path တွေကြည့်မယ်ကျွန်တော်တို့ main row ရှိတယ်အဲပြီးလို့ရှင် railway ရှိတယ် row ရှိတယ် waterway ရှိတယ်ဒါကျွန်တော်တို့ပေးထားတဲ့ folder path 4ခုပေါ့နော်အမျိုးအစား4မျိုးရှိပါတယ်ဒီအနည်း3 4 4ခုနောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာ polygon ကိုလည်းကျွန်တော်ကြည့်ကြည့်မယ် polygon မှာဆိုလို့ရှိရင်ကျွန်တော်က area အတွက်ပေးထားရှိတယ်သူရဲ့ဒီဆေးရုံ watt တွေအတွက်ပေးထားရှိရယ်အဲပြီးလို့ရှိရင်လူနေအစားအဝေးတွေပေးထားတာတွေရှိရယ်အားလုံးကိုသူက point ရယ် line ရယ် polygon ရယ်အနေနဲ့ပဲသူက database စောက်ပြီးတော့ပေးရပြီအဲ့တော့ဒီ data တွေကိုကျွန်တော်တို့ကကိုယ်ကပြန်ပြီးတော့အသုံးပြုခြင်းနဲ့ ဒီကိုယ့်ရဲ့ JS format ပြောင်းမယ်ဆိုတော့ဒါ export လုပ်ပေးရမှာ ဖြစ်ပါတယ်ဒါတွေကို export လုပ်မယ်ဆိုလို့ရှင် back လောက်ထောက်မယ် data ကျွန်တော်တို့ export data အဲ့ရနေမှာကျွန်တော်တို့ဒီမှာ KMZ တူလေးရဆိုကျွန်တော်စောက်ထားတဲ့ for file လေးရှိရပေါ့ KMZ တူလေးရထဲမှာထားမယ်ဒါဒီ polygon ပေါ့ပြီးလို့ရှင် okay ပေးလိုက်မယ်ဒါဆိုကျွန်တော်တို့ဒီမှာ polygon အနေနဲ့အကုန်လုံးရောက်သွားပြီနောက်တစ်ခုကတော့ polyline ပေါ့ back လောက်ထောက်မယ် data export data ဒီမှာကျွန်တော်တို့ line လို့ပြလိုက်မယ်နောက်ဆုံးတစ်ခုတော့ကျွန်တော်ဒီမှာ point ပေါ့เนาะကျွန်တော်စောက်ထားတဲ့ point လေး data export data p o i n d point ဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ default ပါထားတဲ့ point line polygon တွေ geo database တွေကိုရောက်လာတယ် gdb file တွေကိုရောက်လာတယ် format တွေဖြစ်သွားပါပြီအဲအနေမှာကျွန်တော်တို့ကဒီမှာ class တွေကျွန်တော်တို့ပြန်ပြီးတော့ခွဲလို့ရပါတယ် ။ဘေးကတော့ reverse ဘေးကတော့ broke ဘေးကတော့ main တော့ပေါ့။ဒါမျိုးကျွန်တော်တို့ခွဲလို့ရပါတယ်။အဲဥမာဒီຢာလေးကိုကျွန်တော်ခွဲကြည့်လိုက်မယ်နော်။ခွဲကြည့်လိုက်မယ်။ဒီຢာကိုကျွန်တော်တို့ reverse လို့ပြလိုက်မယ်။ adventure study reverse ဒီဘက်မှာရှိနေတဲ့ rope တွေကိုတော့ ropes လို့ကျွန်တော်တို့ပြလိုက်မယ်ဒီ folder pad တွေ။ဟော slap ပြလိုက်မယ်။အဲပြလို့ရှိရင် right click ထောင်းမယ်။ fee calculator ဒီຢာကိုကျွန်တော်တို့ rope ဆိုပြီးတော့အမိပေးလိုက်မယ်။ ဒါဆိုကျွန်တော်ဒီမှာ rope ဖြစ်သွားပြီအဲဒီ၃ခုကိုတော့ကျွန်တော်တို့က main rope လို့မြည်ပေးမယ်ဆိုရင်၃ခုကို select ပေးမယ် white glitter ထောင်းမယ် fee calculator main rope ဆိုပြီးတော့မြည်ပေးလိုက်မယ်အဲနောက်ဆုံးဟာတော့ကျွန်တော် water waste ပေါ့ဒါကတော့ကျွန်တော်တခုတည်းဆိုတော့ fee calculator မတွက်တော့ဘူးဒါဒီနည်းနဲ့ကျွန်တော်တို့ကဒီမိမိရဲ့ဒီ folder ဒီအမည်တွေပေါ့နော် class တွေပြန်ပြီးတော့ဝင်နိုင်ပါတယ်အဲပြီးရတဲ့ကျွန်တော်ဒီမှာ symbology မှာကျွန်တော်တို့ပြန်ပြီးတော့ခွဲလို့ရတယ် category မှာ folder path နဲ့ကျွန်တော်တို့ခွဲလိုက်မယ်ဆိုရင်အဲ့တော့ main row ပေါ့နော် main row ကိုကျွန်တော်တို့ဒီမှာအထူပေးထားမယ် waveways ကိုကျွန်တော်ဒီမှာယထာလန်ပေါ့နော်ယထာလန်တင်ကြတာကျွန်တော်ပြောင်းပေးမယ် road ကိုဒီတင်ကြတာလေးကျွန်တော်ပြောင်းပေးမယ် okay ပေးမယ်အဲပြီးလို့ရှိရင် waterways ပေါ့နော် waterways ကိုတော့ကျွန်တော်တို့ဒီမှာ river ဆိုတဲ့ဟာလေးကျွန်တော်ပေးလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်တော့ဒီကရင်သုံးရတဲ့ site plan database ပေါ့နော် line နဲ့ပတ်သက်ပြီးတော့ database ရပါတယ်ဒါတို့ကျွန်တော်တို့ကတခုချင်းစီကိုလည်းခွဲထုတ်ပြီး select လုပ်ပြီးတော့ခွဲထုတ်မယ်ဆိုလည်းခွဲထုတ်လို့ရပါတယ်အဲ့တော့ polygon မှာလည်းကျွန်တော်တို့ကြည့်ကြည့်အောင်အဲ polygon မှာဆိုလို့ရှိရင်လည်းကျွန်တော် hospital area ပေါ့နော်ဒီအားကိုကျွန်တော်တို့က area လို့ပဲနာမည်ပေးလိုက်မယ်အဲ့တော့ word တွေပေါ့နော်ဒီ word တွေကိုတော့ကျွန်တော်တို့ select လုပ်ပြီးတော့ကျွန်တော် select လုပ်ပြီးတော့ကျွန်တော်တို့ fee calculator နဲ့တွက်ထုတ်လိုက်မယ် right click ထောင်းမယ် fee calculator အဲ့ဒီနေရာမှာကျွန်တော်တို့က word ပေါ့နော် w a RD word အနေနဲ့ကျွန်တော်ပေးလိုက်မယ်။ Okay. အဲနောက်တစ်ခုကတော့ကျွန်တော် valley ပေါ့နော်။ valley ဆိုတာကျွန်တော် လူနေအိမ်တွေကိုကျွန်တော်ရွေပြီးရောကြရေးဆွဲထားတာပါ။ right click ထောင်းမယ်။ fee calculator valley ဆိုပြီးရောအမည်ပေးလိုက်မယ်။ Okay ပေးလိုက်ပါမယ်။ Okay. ဒါအောင်လဲကျွန်တော်တို့က class ခွဲလို့ရပါတယ်။ properties category pet name မှာခွဲလိုက်မယ်။ apply okay ပေးလိုက်ပါမယ်။ အဲဒါဆိုလို့ရှင်တော့ကျွန်တော်တို့ဒီဟိုသူ့ရဲ့ category လိုက်ကွဲသွားပြီပေါ့အဲ့တော့ area မှာဆိုလို့ရှင်ကို area ကိုဘယ်ပုံစံထားခြင်းလဲပေါ့ field မှာဆိုလို့ရှင်ဘယ်ပုံစံထားမလဲအဲပြီးလို့ရှင် building ပေါ့နော်သူ့ရဲ့လူနေတဲ့အစားအုပ်မှာဆိုလို့ရှင်အဲကျွန်တော်တို့ဘယ်ပုံစံဘယ် color နဲ့ကျွန်တော်တို့ထားမလဲပေါ့အမလူနေမှာဆိုလို့ရှင်ကျွန်တော်တို့ဒီမှာအစိမ်းအောင်လေးနဲ့ကျွန်တော်ပြမယ် word မှာဆိုလို့ရှင်အဲကျွန်တော်ဒီမှာ black fade color မှာဆိုလို့ရှင် word မှာတော့အဲကျွန်တော်အဝါရောင်လေးနဲ့ကျွန်တော်ပြလိုက်အဲဒါဆိုလို့ရှင်တော့ကျွန်တော်တို့ဒီဆွဲထားတယ်ပေါ့နော်ကျွန်တော်တို့ဒီ KMZ နဲ့ဆွဲထားတဲ့ data လေးတွေကိုဒီ agent မှာပြောင်းလဲခြင်းဖြစ်ပါတယ်ဒါဒီမှာ label လေးတွေလည်းကျွန်တော်တို့ကတက်လို့ရပါတယ် label လေးတက်မယ်ဆိုလို့ရှင်လည်းအဲ label လေးရှေ့မှာကျွန်တော်ပေးထားတဲ့ပြောထားတဲ့ဒီအခြေခံသင်ခန်းစာတိုင်းပေါ့နော် label တွေကိုကျွန်တော်တို့တက်ကြည့်လို့ရပါတယ် ဲ့တော့ဒီ data တွေကိုကျွန်တော်တို့ဒီ KMZ ကနေပြောကြပြောင်းလဲတဲ့ data တွေဒီခုနပြောတဲ့ editing လုပ်ချင်တာတွေပြီးလို့ရှိရင်ဟို data တွေကိုဟိုကျွန်တော်ပါမင်းနေပေါ့နော်ထားချင်တာတွေပြီး analyze လုပ်ချင်တာပေါ့နော်ဆေးရုံနဲ့မီတာဘယ်လောက်ဒီဘာတွေဖြစ်နိုင်လဲပေါ့ဒီလိုမျိုးအနေထားမျိုးတွေကိုထပ်ပြီး analyze တွက်ထုတ်မယ်ဆိုလို့ရှိရင်တော့အခုလက်ရှိပေါ့နော်ကျွန်တော်တို့ပြောင်းရတဲ့ဒီ JS format ပေါ့နော် format ကနေပြီးတော့မှာဒါလဲဒီ analyze တွေကိုလုပ်နိုင်မှာ ဖြစ်ပါတယ် KMZ တူလေးရသင်္ကန်းသားမှာမေးမြန်းစရာရှိရင်ကျွန်တော် comment ပေးပြီးတော့မေးမြန်းနိုင်ပါတယ်ဒီသင်္ကန်းသားလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှင်တော့မိတ်ဆွေတို့အနေနဲ့တိုက်ဟန် share ပေးနိုင်ပါတယ်ဒီသင်္ကန်းသားဒီမိတ်ဆွေတို့အတွက်အကျိုးရှိရဆိုလို့ရှင်တော့ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe ပေးဖို့အတွက်မေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ